တင်ပါတယ်။ဒီတော့နေစိတ်ကနေကိုရဲ့အချိန်မှာမဟုတ်ပြောပွဲလုပ်ရတာတက်လဲကောင်းပါပါလေ။ဒါနဲ့ကျမတို့ရဲ့ခရီးစဉ်ဟာကျမတို့ရဲ့ခရီးစဉ်ရာဆလို့ဆိုလို့ရှိရင်သုံးသွားမုန်းကျင်မှာကျမတို့မုန်းကျင်မှာလည်းဟုတ်ပြောပွဲလုပ်ရပါလေ။ လုံးပြီးတော့မှဒီဘက်ကိုထွက်လာတဲ့အခါကျတော့ဒီရောက်တဲ့အချိန်မှာအင်ဒီယာမှာပူပြင်းတဲ့အချိန်ကြီးဖြစ်နေပါတယ်။ဒါနဲ့ကျမတို့ရဲ့ပြည်သူတွေကပတ်သက်ရှိရှိနဲ့နေပူရာနေပူရာကိုလည်းမကြောက်မရွံ့ထွက်လာတဲ့အတွက်အများကြီးပဲအားကျရပါတယ်။ကျေးဇူးတင်ပါတယ်လို့ပြောပြချင်တယ်။အခုနဲ့ကျမတို့ဒီဘက်ပိုင်းမှာဆိုလို့ရှိရင်ကျမတို့ဒီကြီးနားကနေထွက်လာပေါ့နော်။အမောကောင်းမပင်မုန်းကြီးဒီဘက်ပိုင်းမှာဆိုလို့ရှိရင် ခလေးတွေကိုတက်တက်ကြွကြရှိတာအကြောင်းမလို့ကတော့အထူးဝိသားပါတယ်ခလေးတွေပါမှကျမတို့နိုင်ငံရေးဟာအောင်မြင်နိုင်မှာပါဒီလိုကြီးကိုမရောက်သာဆိုလို့ရှိရင်ဒီပေါက်တော်ကြာသွားပါပြီ။ကိုရင်ဒီမှာရောက်တဲ့အချိန်တုန်းကချိန်နေတွေအားလည်းအင်တာမပြောင်းလဲသွားပါပြီ။ဒါပေမဲ့မပြောင်းလဲတဲ့အချက်တစ်ခုကတော့ရှိပါသေးတယ်။ ီမတော့ဟာစစ်မှန်တဲ့ဒီမိုကရေစီပြည်တော်ပြည်ထူထောင်လို့တော့မပြီးသေးပါဘူးအရင်တော့အတိုင်းပဲစစ်မှန်တဲ့ပြည်တော်စုဒီမိုကရေစီဖက်ဒရယ်ပြည်တော်စုကိုထူထောင်ဖို့ဒီမတော့အတူလက်တွဲပြီးဆောင်ရွက်ဖို့ဟာအများကြီးလိုနေပါသေးတယ်။ဒါကြောင့်ဒီမတော့ပြည်သူလူထုရဲ့အခုညီနဲ့ဒီမတော့ပြည်တော်စုထူထောင်ဖို့ကြောင့်ဒီပဲအရှေ့ကနည်းနည်းလေးထိုင်ပေးလို့ရှိရင်နောက်ကလူတွေပြတ်ပေါ်ဆင်းပြေမှာဖြစ်တဲ့ ကဲစစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတစ်ခုထူထောင်ဖို့ဆိုရင်ထူထောင်ဖို့ဆိုလို့ရှိရင်တော့အားလုံးနဲ့တွဲပြီးတော့လုပ်ဖို့လိုပါတယ်ဒီအလုံးတိုင်းမတော်မလို့အတမ်းနဲ့အရှင်းနဲ့ကန်နေတဲ့အပေးတော့အနောက်ဘက်အတွက်နည်းနည်းဆက်ပတ်သက်ပါလိမ့်မယ် နိုဝင်ဘာလ10ရက်နေ့မှာအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပပါတော့မယ်။ဒီမှာအဓိကအခုကြီးထွက်လာတာဟာရွေးကောက်ပွဲကြီးနဲ့ပတ်သက်လို့ပြည်သူတွေကိုပညာပေးအစီအစဉ်တွေမှာပါဝင်ဖို့ဖြစ်ပါတယ်။ရွေးကောက်ပွဲမှာပြည်သူတွေပါဝင်ရဟာဘလောက်အရေးကြီးလဲဆိုတာဟာကျမတို့အများသိဖို့လိုပါတယ်။အလုံးစကားပြောနေတော့ကျမပြောတော့ကြားမှာမဟုတ်ဘူးနော်။ကျမလည်းဘလောက်အကျယ်ကြီးမအောင်နိုင်ဘူး ဘာဖြစ်လဲဆိုတော့ဒီဒီအပန်းချက်ဆက်ကလည်းတိတ်ပြီးတော့ကောင်းတာမဟုတ်ပါဘူး။ဒါတော့ကျွန်မပြောတာကြားရင်လို့ရှိရင်တော့နည်းနည်းလေးတော့တိတ်တိတ်ကလေးနေဖို့လိုပါလိမ့်မယ်။အဲဆိုတော့လာပြီးလာတဲ့ပြည်သူကနေပြီးတော့ကျွန်မတို့ဒီအချိန်လေးအချိန်တော်လေးအတော်အတွင်းမှာတရားနဲ့တရားကျွန်မတို့ဆွေးနွေးနိုင်ဖို့အတွက်လာကြတာပါ။ဒါကြောင့်အားလုံးကနေပြီးတော့နည်းနည်းလေးငြိမ်ငြိမ်လေးနေပေးထားရဲ့နေပေးမယ်ဆိုရင်အဆင်ပြေပါဖြစ်ပါတယ်။စောစောကကျွန်မပြောတဲ့အတိုင်းပဲကျမတို့အခု နိုဝင်ဘာလ10ရက်နေ့မှာကြားရောက်မဲ့ရွေးကောက်ပွဲဟာအင်တာမအရေးကြီးပါတယ်ဒီရွေးကောက်ပွဲဟာကျမတို့နိုင်ငံရဲ့နောက်9နှစ်အတွက်ဆုံးဖြတ်ချက်ပေးမှာမဟုတ်ပါဘူးကျမတို့ပြည်တော်စုရဲ့အနာဂတ်အတွက်ကိုအဆုံးဖြတ်ပေးမဲ့ရွေးကောက်ပွဲဖြစ်ပါတယ်ကျမတို့ပြည်တော်စုဆိုတာတိုင်းသားအားလုံးနဲ့ဖွဲ့စည်းထားတဲ့ပြည်တော်စုကိုဆိုလိုတာပါတိုင်းသားအားလုံးဟာညီမျှမှုပေါ်မှာအခြေခံပြီးတော့ဓာတ်တွင်ညီတူ ရရှိရေးပေါ်မှာအခြေခံပြီးတော့လုံလုံချုံချုံလွတ်လွတ်လပ်လပ်နဲ့နိုင်နိုင်မဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်တော်စုကြီးတခုထူထောင်ဖို့ထူထောင်ဖို့ဆိုတာဟာအခုလာမဲ့ရွေးကောက်ပွဲရဲ့ရလဟာအင်မတားမှအရေးကြီးပါတယ်။ဒါကိုတချို့ကသိပြီးတော့သဘောမပေါက်ပါဘူး။အထွေထွေရွေးကောက်ပွဲဟာနောက်၅နှစ်အတွက်ပဲလို့ရှင်းနေတဲ့သူတွေလည်းရှိပါတယ်။နောက်တချို့ကြတော့ထွေထွေရွေးကောက်ပွဲဟာငါတို့နဲ့မဆိုင်ဘူး။ နိုင်ငံရေးပါတီတွေနဲ့ပဲဆိုင်တယ်လို့ခြင်နေတဲ့လူတွေလည်းရှိပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲဆိုတာဟာလူတိုင်းလူတိုင်းနဲ့ဆိုင်ပါတယ်။ဒါကြောင့်မလို့အသက်16နှစ်ကျော်တဲ့နိုင်ငံသူနိုင်ငံသားအားလုံးကိုရွေးကောက်ပွဲမှာမဲပေးပိုင်권ပေးထားတာပါ။ဒီအခွင့်အရေးကိုကျမတို့မလွတ်စတမ်းသုံးဖို့ဟာအင်မတန်အရေးကြီးပါတယ်။ကျမတို့ကိုလူတယောက်ကလာပြောမယ်ဆိုတော့ ကိုယ့်ရဲ့ဘဝမှာဘာဖြစ်စီခြင်းလဲဆိုတာကိုသုံးဖြတ်ခွင့်ပေးမယ်ဒီလိုသုံးဖြတ်ခွင့်ရဖို့အတွက်တစ်နေ့လုံးတော့ထမင်းမစားပဲနေရမယ်ဆိုရင် နေကြမှာပဲကိုယ့်ရဲ့ဘဝတစ်ခုလုံးရဲ့ကောင်းကျိုးအတွက်တစ်နေ့ထမင်းမစားရတော့ဘာဘာဖြစ်တယ်လဲဆိုပြီးတော့နေကြမှာပဲအဲ့ဒီလိုပဲဒီရွေးကောက်ပွဲတရက်ဟာကျမတို့ဘဝတစ်ခုလုံးအတွက်ဘလောက်အရေးကြီးတယ်ဆိုတာပြည်သူတွေကနေပြီးတော့တကယ်သဘောပေါက်ရင် ဒီရွေးကောက်ပွဲမှာမဲဖက်မဲချဲ့နိုင်ဖို့အတွက်ကိုအင်ပတာမှဒုက္ခခံပြီးအခက်ခဲတွေကနေပြီးတော့လုံကြလိမ့်မယ်လို့ကျမယုံကြည်ပါတယ်။ဒီတော့သေသေးချာချာပြည်သူတွေရဲ့နှလုံးသွင်းရမှာဘာဖြစ်လို့ဒီရွေးကောက်ပွဲဟာကျမတို့နိုင်ငံအတွက်ဟောက်ဒီလောက်အရေးကြီးလဲဆိုတာကိုစဉ်းစဉ်းစားနေကြပါတယ်။2948ခုနှစ်ကျမတို့နိုင်ငံဟာလွတ်လပ်ရေးရလာတဲ့အခါတုန်းက ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ဒီတော့ပြည်တော်စုအဖြစ်လွတ်လပ်ရေးရခဲ့တာပါသို့တော်ညာလည်းအကြောင်းကြောင်းကြောင်းမလို့ကျမတို့တိုင်းရင်းသားများပြောင်းပန်းတဲ့စစ်မှန်တဲ့ဒီမိုကရေစီပြည်တော်စုဆိုတာမဖြစ်ပေါ်ခဲ့ပါဘူးအခုတည်းကလည်းကျမတို့နိုင်ငံမှာတကယ်ငြိမ်းချမ်းရေးဆိုတာဟာပြည်ပြည်ဝဝမရသေးပါဘူးငြိမ်းချမ်းရေးမရှိဘဲနဲ့ကျမတို့နိုင်ငံဟာဘယ်လိုမှမတိုးတက်နိုင်ဘူး နိုင်ငံတနိုင်ငံရဲ့အခြေခံအင်အားဟာပြည်သူတွေရဲ့ညီညွတ်မှုပဲဖြစ်ပါတယ်ပြည်သူတွေညီညွတ်မှနိုင်ငံဟာတွတ်တက်နိုင်မှာပါကျမတို့ဘဲတော်တော်ကျမတို့ရဲ့ကလေးတွေအဲ့များလာတယ်ကျမဘဲကြည့်ကလေးလေးတွေအများကြီးပဲဒီကျမတို့ဒီလောက်တောင်ကလေးလေးတွေများတဲ့နိုင်ငံမှာတစ်နှစ်အတွက်စဉ်းစားလို့မရဘူးနှစ်နှစ်အတွက်စဉ်းစားလို့မရဘူး now အနည်း10နှစ်အနည်း20 30အတွက်အ ਨੇ ဆုံးစဉ်းစားရမယ်ဒါအ ਨੇ ဆုံးပြောအ ਨੇ ဆုံးပြောတာနော်နိုင်ငံတနိုင်ငံရဲ့တက်တန်းဆိုတာဟာအနှစ်30တဲ့အများကြီးပိုပါတယ်အခုဒီနိုင်ငံမှာအာနာရှင်စနစ်တည်ရှိခဲ့တာအနှစ်90ကျော်ပါဘူးဒီအနှစ်90အတွင်းမှာကျမတို့နိုင်ငံရဲ့အခြေအနေဟာအင်မတန်မှပြောင်းလဲသွားပါတယ်တစ်ချိန်တစ်ခါတော့ဒီအရှိတောင်အာရှမှာထိတ်တန်းနိုင်ငံဖြစ်ပြီးတော့ အလုံးကနေပြီးတော့အချင်းကြီးရတဲ့နိုင်ငံအဆင့်ကနေပြီးတော့ကျမတို့ရဲ့ပြည်သူပြည်သားတွေဟာအိန္ဒိယနိုင်ငံနေမှာသွားပြီးတော့အလုံးလုံးပြီးတော့အောက်ကျနောက်ကျခံပြီးတော့ဝိဇာရှာရတဲ့အဖြစ်ကိုရောက်သွားကြပါတယ်။ဒါဟာစနစ်ကြောင့်ပါပဲ။ဒါတော့ဒီစနစ်အာနာရှင်စနစ်ကြောင့်ကျမတို့နိုင်ငံဟာအင်မတန်မှချွတ်ချုံကျသွားရတယ်။ဒါကြောင့်ကျမတို့နိုင်ငံပြန်ပြီးတော့တွတ်တက်စေခြင်းနဲ့ကျမတို့ရဲ့ခလေးတွေကိုကျမတို့ပို့ပြီးတော့အဆင့်မြင့်တဲ့ ်ဘဝမှာနေနေခြင်းနဲ့ဆိုရင်ဒီစနစ်ကိုပြောင်းလဲရမှာဖြစ်ပါတယ်ကျမတို့ကအခုရွေးကောက်ပွဲမှာတကယ်ကြတော့အဖွဲတစ်ခုကိုရွေးချယ်တာဆိုတာနဲ့စနစ်တစ်ခုကိုရွေးချယ်နေတာဖြစ်ပါတယ်အဲကျမကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးပါလို့ပြောတဲ့အခါမှာစစ်မှန်တဲ့ Federal ပြည်ထောင်စုဒီမိုကရေစီပြည်ထောင်စုကိုရရှိစေမယ့်စနစ်ကိုရွေးချယ်ပါလို့ပြောနေတာ ਨੇ တူတူပါပဲ တော့တချို့ကမေးမယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဘာဖြစ်လို့ဖက်ဒရယ်ပြည်ထောင်စုဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုသူတို့ပါတီကပဲထူထောင်ပေးနိုင်တယ်လို့ပြောနေတာလဲလို့မေးတဲ့အခါကျရင်ကျမတို့ပါတီကတော့ကျမတို့ပါတီတခုတည်းထူထောင်နိုင်တာမဟုတ်ပါဘူးပြည်သူလူထုရဲ့ဝန်ရမှုနဲ့ပဲကျမတို့ထူထောင်နိုင်မှာပါဒါပေမဲ့ရှိတဲ့နိုင်ငံရေးပါတီအားလုံးနဲ့မှဒီဇိုင်းမှမှအနှစ်30နီးပါး Federal Democracy ပြည်ထောင်စုအတွက်လုပ်ခဲ့တာကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တခုတည်းဖြစ်တယ်ဆိုတော့ကျမရဲရဲဝင်ဝင်ကြီးပြောလာတာလေ။ဒါဘယ်လိုမှညှင်းနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။တစ်ချိန်တစ်ခါတုန်းကဆိုရင်ကျမတို့အဖွဲ့ချုပ်ကအင်မတန်မှအပြည့်နိုင်ခံနေရပါတယ်။အဲ့ဒီတုန်းက Federal ဆိုတဲ့စကားကိုသုံးလို့ရှိရင်ကျမတို့ကိုအေးအေးယူမယ်ဆိုတဲ့ချိတ်ချောက်မှုတွေတောင်မှရှိခဲ့ပါတယ်။ဒါပေမဲ့ကျမတို့ဟာ ပေဒရိုဆိုတာဟာကျမတို့နိုင်ငံအတွက်လိုအပ်တဲ့စနစ်ဒါဖွဲ့ထည့်ရေးမဟုတ်ဘူးပြည်သူတွေကျမတို့တိုင်းရင်းသားတွေခွဲထွက်เสียမလို့တဲ့စနစ်တစ်ခုဖြစ်ထားကြမလို့ကျမတို့ရပ်တည်တဲ့ဒီဖက်ဒရယ်စနစ်အတွက်အတွက်ပဲကျမတို့ဆက်လုပ်သွားမယ်ဆိုပြီးတော့ခိုင်ခိုင်မာမာပဲကျမတို့ဟာတန်ဋိဌာန်ချခဲ့ပါတယ်ဒါကြောင့်ကျမတို့အဖွဲ့ချုပ်ဟာဘယ်လိုပဲပြဿနာတွေနဲ့ရင်ဆိုင်ရရင်ဆိုင်ရပြည်သူတွေနဲ့မကွဲမကွာနေဖို့အတွက် စ조사ခဲ့တာပါကျမတို့ဟာအာနာကိုလည်းအာကုခဲ့ရတဲ့အဖွဲမဟုတ်ပါဘူးလက်နဲ့ကိုလည်းအာကုခဲ့ရတဲ့အဖွဲမဟုတ်ပါဘူးပိုက်ဆံကိုလည်းအာကုခဲ့ရတဲ့အဖွဲမဟုတ်ပါဘူးပြည်သူရဲ့ထောက်ခံမှုကိုသာကျမတို့ကအာကုပြီးတော့ရှင်သန်ခဲ့ရတဲ့အဖွဲဖြစ်ပါတယ်ပြည်သူကိုအာကုရမဟုတ်ဘဲနဲ့လက်နဲ့တို့အာနာတို့ပိုက်ဆံတို့ကိုအာကုတဲ့အဖွဲစည်းတွေဆိုတာဟာ ပြည်သူအားကိုးရမယ်အခွင့်အဖွဲ့အစည်းတွေမဟုတ်ပါဘူးလို့ကျွန်မပြောချင်ပါတယ်ကျွန်မတို့နိုင်ငံတိုးတက်ဖို့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကစတင်ထူထောင်ကြတဲ့အအမျိုးသားရင်ကြားစစ်ရေးဆိုတဲ့မူပေါ်မှာကျွန်မတို့ထူထောင်သွားပါတယ်အဲ့ဒီအဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်မတို့ ਨੇ မတူတဲ့မတူ क्वे ပြတဲ့အဖွဲ့အစည်းတွေနဲ့လဲ နိုင်ငံအကျိုးအတွက်ကျမတို့လက်တွဲပြီးတော့ဆောင်ရွက်ခြင်းနဲ့ကျမတို့ဟာကလဲစားခြင်းနဲ့ကလဲစားချေခြင်းနဲ့စိတ်လည်းမရှိဘူးအာဃာတစိတ်လည်းမရှိဘူးကျမတို့ရဲ့ပပြိုင်ဘက်တွေကိုလည်းကျမတို့ဟာရန်သူသဖွယ်ကျမတို့စိတ်မထားဘူးကျမတို့ရွေးကောက်ပွဲကိုနိုင်ဖို့လုပ်တဲ့နေရာမှာဒါပြည်သူတွေအသိပါကျမတို့မတရားတဲ့နည်းတွေကိုလုံးဝကျမတို့မသုံးပါဘူးပြည်သူကိုချိမ့်ချောက်ပြီးတော့လည်းကျမတို့မစီအောင်ဘူး ြည်သူကိုမလုံးပေးပြီးတော့လဲမစီအောင်ဘူးလူမျိုးရဲ့ဘာသာကိကိစ္စတွေတုံးပြီးတော့ပြည်သူတွေစိတ်ဝင်ကွဲအောင်လုပ်ပြီးတော့လဲကျမတို့လုံးဝစီအောင်ခဲ့တာမရှိပါဘူးလို့ကျမတို့ပြောတာကျမတို့ပြည်သူကိုစီအောင်တဲ့အခါမှာအဓိကကျမတို့အတူဘာတွေလုပ်နိုင်လဲကျမတို့ရဲ့စုပေါင်းအင်အားဟာဘယ်လောက်ကျမတို့ကိုအကျိုးပြုနိုင်လဲဆိုတာကိုသာအဓိကထားပြီးတော့ကျမတို့စီအောင်တာပါ မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကပြည်သူနဲ့ဆက်ဆံတဲ့နေရာမှာအမြဲပဲပုံပွင့်လင်းလင်းဖြောင်းဖြောင်းမှမှဆက်ဆံခဲ့ပါတယ်။ဒါကြောင့်ကျမတို့ဟာပြည်သူရဲ့မဲတွေကိုတောက်ခံတဲ့အခါမှာကျမတို့အဖွဲ့ချုပ်ကိုမဲထည့်စီချင်တာကျမတို့အစိုးရဖွဲ့ချင်လို့ပါလို့ကျမတို့ရိုးရိုးသားသားပုံပွင့်လင်းလင်းပဲပြောပါတယ်။အစိုးရဖွဲ့ချင်တာဟာအပြစ်မဟုတ်ပါဘူး။ဒီအစိုးရဟာဘာလုပ်တယ်လဲဆိုတာကအရေးကြီးတာပါ။ ကျမတို့ကအစိုးရဖွဲ့ပြီးတော့ပြည်တော်စုရဲ့အကျိုးကိုဆောင်ရွက်ပိုင်ခွင့်ကိုကျမတို့တောင်းခံနေတာဖြစ်ဖြစ်ပဲကျမတို့ဟာအာဏာဩဇာကိုတောင်းခံနေတာမဟုတ်ပါဘူးလုံပိုင်ခွင့်တာဝန်ယူပိုင်ခွင့်ကိုတောင်းဆိုနေတာပါဆိုတာပြည်သူတွေနားလည်စေချင်ပါတယ်ကျမတို့ကြားခဏပြောပါတယ်ပြည်သူကမလိုလားလို့ရှိလို့ရှိရင်ကျမတို့အဖွဲ့ချုပ်ကအစိုးရအာဏာရတဲ့အခါမှာလည်းကပ်ဖက်ပြီးတော့မနေပါဘူး ြည်သူမလိုလားပဲနဲ့ကပ်ဖက်ပြီးနေတော့သိက္ခာရှိတဲ့နိုင်ငံရေးလို့ကျွန်တော်တို့ဒီလိုပဲစဉ်းစားရွေးချက်မှာထားပါတယ်။ဒါကြောင့်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲထည့်တဲ့အခါကျလို့ရှိရင်သိက္ခာလက်ချယုံယုံကြည်ကြည်နဲ့မဲထည့်ပါ။ကျွန်တော်တို့အစိုးရဖွဲ့လာဖြစ်လာလို့ပြည်သူလူထုရဲ့ဆန္ဒနဲ့မကန့်ညီဘူးပြည်သူလူထုကငါတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကိုမလိုလားတော့ဘူးမလိုချင်တော့ဘူးဆိုလို့ရှိရင် ကျမတို့ဒီမိုကရေစီနီးကြကြအစိုးရအဖြစ်ကနေပြီးထွက်ပြင်းပါပါဆိုတာကျမတို့ပြောရပါတယ်ပြည်သူရဲ့လူလောင်းမှုမရှိဘဲနဲ့ပြည်သူတလုံးသားတွေကထောက်ခံမှုမရှိဘဲနဲ့အစိုးရတစ်ခုဆိုတာဟာဘယ်တော့မှထိရောက်လုပ်ငန်းတွေကိုအောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကျမတို့ကပြည်သူရဲ့ထောက်ခံမှုကိုကျမတို့တောင်းဆိုတယ်ပြည်သူနဲ့အတူလုပ်သွားမယ်ဆိုတာကိုကျမတို့ရဲ့သတိထားဖြစ်ပါတယ် အခုအဖွဲ့ချုပ်ကဆိုလို့ရှိရင်ဒီမလိုကဘုဝင်လေးလေးပဲပြောပါတယ်ကိုစလဲရီနာမည်မကြည့်ပါနဲ့ကိုစလဲရီရဲ့မျက်နှာလည်းမကြည့်ပါနဲ့အဖွဲ့ချုပ်အလံခွတောင်းနဲ့ကျေပြူအလံကိုပဲကြည့်ပြီးတော့မဲပေးကြပါလို့ဒီမတို့ကနေပြီးတော့တိုက်တွန်းတာဘုကုတ်တူဦးချင်းတယောက်ချင်းဆိုတာအစိုးရလည်းဖွဲ့လို့မရပါဘူးချီရောက်တဲ့နိုင်ငံရေးလည်းလုပ်လို့မရပါဘူး အစုအဖွဲ့နဲ့ရှိမှထိရောက်တဲ့နိုင်ငံလုံးနိုင်တာပါဒါကြောင့်မလို့ကျမတို့ဒီမိုကရေစီဆိုတာဟာစစ်မှန်တဲ့ဒီမိုကရေစီဆိုတာဟာပါတီစုံဒီမိုကရေစီစနစ်လို့ပြောရခြင်းဟာပါတီများကိုအခြေခံတဲ့နိုင်ငံရေးသားလင်ထိရောက်တဲ့ဒီမိုကရေစီနိုင်ငံရေးဖြစ်ပါတယ်ဆိုတာကျမပြောချင်ပါတယ်ကျမတို့အဖွဲ့ချုပ်ကိုမဲပေးတဲ့အခါမှာတချို့ကနေပြီးတော့ တိုင်းသားနယ်မြေတွေမှာအဖွဲ့ချုပ်ကလာပြီးတော့ရွက်ကောက်ပွဲမှာဝင်တာမတရားဘူးတိုင်းသားတွေရဲ့အခွင့်အရေးကိုလူတလူဖြစ်နေတယ်လို့ပြောကြပါတယ်ဒါဟာလုံးဝမှန်ပါဘူး1999နှစ်ရွက်ကောက်ပွဲမှာတုန်းကလည်းကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာတနိုင်ငံလုံးမှာတိုင်းရင်းသားခိုးစလဲအများဆုံးနိုင်ခဲ့တဲ့ပါတီဖြစ်ပါတယ်ကျမတို့အမြဲတစေပြည်တော်စုကိုကိုစားပြုတဲ့ပါတီ ိုင်းရင်းသားလူမျိုးစုံကိုကိုစားပြုတဲ့ပါတီအနေနဲ့ရပ်တည်ခဲ့တာပါဒီမှာတော့ဗမာပါတီဆိုပြီးတော့လူမျိုးလူမျိုးရေးစိတ်ဓာတ်နဲ့ပြောတာလုံးဝမမှန်ပါဘူးဆိုတာပြောပြစီဒီမှာတော့အတွက်ရှမ်းကချင်ကရင်ဗမာဆိုတာခွဲခြားမှုမရှိပါဘူးဒီမှာတော့လိုချင်တာပြည်တော်စုစိတ်ဓာတ်ပါပဲပြည်တော်စုစိတ်ဓာတ်ရှိတဲ့ပုံကိုယ်တိုင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်နေဖြစ်ပါတယ်လို့ကျွန်မပြောချင်ပါတယ်။ဒါကြောင့်ရုံးရုံးကြည်ကြည်နဲ့ကျွန်မတို့ဒီရွေးကောက်ပွဲမှာတနေ့ကိုပြောင်းလဲဖို့ပြောင်းလဲနိုင်ဖို့အတွက်ကျွန်မတို့ရဲ့အဖွဲ့ချုပ်ကိုမဲပေးပါဒီအချိန်မှာကျွန်မတို့ပြောင်းလဲနိုင်ဖို့အင်မတန်အရေးကြီးပါတယ်လွတ်တော်ထဲမှာပြည်သူတွေပြည်သူတွေရွေးချယ်တဲ့ကိုယ်စားလှယ် အလုံးနိုင်တယ်ဆိုရင်တောင်မှ90ရာခိုင်နှုန်းပဲကျမတို့နိုင်ပါပါ25ရာခိုင်နှုန်းဟာတပ်မတော်သားကိုယ်စားလှယ်တွေဖြစ်နေပါတယ်ဒါတော့ကျမတို့ပြိုင်ဆိုင်နေတဲ့နေရာတွေဟာ95ရာခိုင်နှုန်းသောနေရာများသာဖြစ်ပါတယ်အဲ့တော့အများစုရဖို့ဆိုလို့ရှိရင်ပြက်ပြက်သားသားကျမတို့နိုင်နိုင်မှဖြစ်မှာပါဒါကြောင့်ကျမမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဗနက်ရာခိုင်နှုန်းနိုင်ခြင်းလဲလို့ပြောလို့ရှိရင် ်တရားရာဂိုင်းတို့နေရာတိုင်းမှာနိုင်ကျင်ပါတယ်လို့ကျမပြောတာဖြစ်ပါတယ်ကျမတို့ကြီးကြီးရောက်ရောက်နဲ့ပြည်သူများလိုလားတဲ့စနစ်တစ်ခုကိုထူထောင်နိုင်မှာဖြစ်ပါတယ်ပြည်သူကိုလေးစားတဲ့စနစ်ပြည်သူကိုတံမိုးထားတဲ့စနစ်ပြည်သူရဲ့ဆန္ဒကိုဗဟုပြုတဲ့စနစ်ထူထောင်ဖို့ဆိုတာဟာပြည်သူရဲ့ပေးတဲ့မဲတွေနဲ့သာကျမတို့ထူထောင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကျမတို့ရဲ့အင်တာမတက်ကြွတဲ့ ်ရောင်းမောင်ဟာပြည်သူပြည်သားများဟာရှေ့နေ့နိုဝင်ဘာလကြလို့ရှိလို့ရှိရင်ဖြစ်အောင်လို့သွားပြီးတော့မဲပေးကြပါအဲ့ဒီနိုဝင်ဘာလရှေ့နေ့မတိုင်းမီမှာမဲစန္ဒရှင်စည်ရင်မှာကိုယ်နာမည်တွေပါဖို့အတွက်ကိုစူးစမ်းပြီးတော့နည်းနည်းလေးတော့အပင်ပန်းခံကြပါအဲ့လိုအပင်ပန်းခါမှာကျမတို့ရေရှင်နှစ်ပေါင်းများစွာကျမတို့နိုင်ငံအနာဂတ်အတွက်စိတ်အေးရမှာဖြစ်ပါတယ် ဘယ်လိုဘယ်ပုံနဲ့မဲစင်းထဲမှာပါနိုင်အောင်လုပ်ရမယ်ဘယ်လိုဘယ်ပုံနဲ့မဲပေးထိုင်မယ်ဆိုတာကိုကျမတို့တတ်နိုင်တဲ့မြတ်ပညာရေးပညာဘေးအစီအစဉ်တွေဖြစ်နေမျှဝေပါမယ်အဲ့ဒီထက်မှာကျမတို့လူမှုအဖွဲ့အစည်းတွေလည်းဝိုင်းပြီးတော့ကူညီစေချင်ပါတယ်လူငယ်တွေကိုအထူးသဖြင့်ကူညီစေချင်ပါတယ်လူငယ်များဟာအင်အားရှိတဲ့ဖြတ်လတ်တဲ့တက်ကြွတဲ့သွားနိုင်လာနိုင်တက်ကလည်းလည်းရှိကြပါတယ် ဲ့တော့ပညာဘေးအစီအစဉ်တွေနဲ့ပတ်သက်လို့ဆိုလို့ရှိရင်16နှစ်အောက်လူငယ်တွေတောင်မှကုညီနိုင်ပါတယ်မဲပေးလာတော့16နှစ်အထက်ပဲမဲပေးနိုင်လေဆိုပေမဲ့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ကလေးတွေလည်းကုညီနိုင်ပါတယ်ဆိုတော့ကျမသတိပေးချင်ပါတယ်ဥပမာဆိုလို့ရှိရင်အသက်ကြီးအသက်အရွယ်ကြီးတဲ့လူတွေအိုမင်းမဆွားရှိတဲ့လူတွေကိုကလေးတွေကမဲယုံကိုသွားဖို့အတွက်တွဲပြီးတော့ခေါ်ပေးမယ် ဒါဆက်နှစ်နှစ်ကနေပြီးတော့16နှစ်ဆက်ရှင်နှစ်ကလေးတွေအင်တာလုံနိုင်တဲ့ကိစ္စတွေပါဒါပြီးတော့ကိုယ်ကိုယ့်ရဲ့အိမ်ကြီးနာချင်းတွေကတအိမ်သားသမီးသားစုလုံးမဲသွားပေးမယ်ဆိုလို့ရှိရင်အိမ်ဆောင်ပေးမယ်စသဖြင့်ဤအမျိုးမျိုးနဲ့ကျမတို့ရဲ့ပြည်သူတွေမဲပေးနိုင်ဖို့အတွက်ဆက်ရှင်နှစ်အောင်ကလေးသူငယ်များကလည်းကိုယ့်ရဲ့နိုင်ငံသားတာဝန်တစ်ခုအနေနဲ့ဝိုင်းပြီးတော့ကူညီကြပါလို့ကျွန်မမေတ္တာရခံဖြစ်ပါတယ် အခုမွတ်တက်နေဆိုတော့အပူချိန်အပူဆုံးချိန်ကလည်းရောက်နေပြီအဲ့တော့ကျမအနေနဲ့ကျမတို့ပရိသတ်ရှိကမိကွန်းတွေကိုကျမဖိတ်ခေါ်ပါမယ်ဒီလိုမိကွန်းတွေဖိတ်ခေါ်ရဲဆိုတာဟာကျမတို့ပြည်သူတွေရဲ့အတန်ကိုတကယ်ကျမတို့ကြားကျင်လို့ကျမတို့ပြည်သူတွေရဲ့မျှော်လင့်ချက်တွေစိုးရိမ်မှုတွေကိုကျမတို့သိကျင်လို့ကျမတို့ရဲ့ခံစားချက်တွေကျမတို့ရဲ့အယူဆမူဝါဒတွေကိုလည်းပြည်သူကနေပြီးတော့ပြန်ပြီးတော့မေးမြန်းပြီးတော့သိရှိနိုင်အောင်လို့ဖြစ်ပါလေ တယ်ကျမတို့နောက်ပြတော့လေကျမတို့ပြည်သူတွေဟာလေနှစ်ပေါင်းများစွာအထက်ကနေပြီးတော့ပြီးပြားနေအောင်လှုပ်ထားတဲ့ခါကျတော့မင်းကိုသိပ်ပြီးတော့မမင်းရဲကြတဲ့အခြေအနေတွေကိုပြောင်းလဲခြင်းလို့ကျမတို့ကမင်းကိုနေကိုဖိတ်ခေါ်တာဖြစ်ပါတယ်။ဒါကြောင့်ကျမအခုအနေစပြီးတော့ပိဋကတ်ကျေကမင်းကိုမင်းကြီးမင်းကြီးနဲ့ပြည်သူများလက်ထောင်ပြီးတော့အရှိတ်ကိုတက်ခဲ့ပါ